ိမိစဘာကင်းထဲမှာဖြုတ်ပိုးများကြောက်နေပါကရှက်ရှင်းဆောင်ရွက်ရမယ်အတူချုပ်နီလန်း၃၀တောင်သူကြီးများအားလုံးမင်္ဂလာပါရှင် Greenhouse Channel လေးမှာ Nutrisa ကြိုဆိုလိုက်ပါတယ် စဘာခင်းထဲမှာဖြုတ်ပိုးများကြောက်နေပြီဆိုရင်နံပါတ်၈ဆက်နေနေရတော့ရေကိုအမြန်ဆုံးထုတ်ပါ။ဘာကြောင့်လဲဆိုတော့ဖြုတ်ပိုးတွေဟာရေအဆက်နဲ့ရေရှိသောပတ်ဝန်းကျင်ကိုပုံမှန်နှစ်သက်တာကြောင့်ရေကိုပြောင်းဆင်အောင်ထုတ်ပေးတာကအကောင်းဆုံးဖြစ်ပါတယ်။ဒီလိုလိုရှင်းအားဖြင့်ဖြုတ်ပိုးများရဲ့ရှင်းသင်ပောက်ကွားမှုကိုရှက်ရှင်ရော့နေစေပြီးဆေးပြင်းရဲ့အတွက်လည်းပုံမှန်တင့်တော်တော့မြေပြင်နေထားဖြစ်စေပါတယ်။နံပါတ်၂ချက်အနေနဲ့ကတော့ပင်ရှည်ကြီးရောက်အောင်ဆေးပြင်းပါ။ စဘာပင်တအုံကိုစစ်ဆေးပေးပါစဘာပင်တအုံမှာဖြုတ်ညိုဆဲကောင်းမှ15ကောင်တွေ့ရှိပါကဆေးဖြန်းရပါမယ်ဆေးရွေးချယ်တဲ့အခါမှာတော့ Dupropion, Fipronil တို့မဟုတ် Pimetrozine ပါဝင်သောပိုးသက်ဆေးကိုရွေးချယ်ပါ အရေးကြီးဆုံးအချက်ကတော့ဆေးဖြန်းတဲ့အခါမှာ အပင်ဤပင်ရှည်ပိုင်းနဲ့ရွှေဖုံးများအတွင်ထိစိတ်ဤစိတ်ဝင်ရောက်ရှိအောင်အာယုံဆိုင်ပတ်ဖြန်းပေးရပါမယ်ဖြုတ်ဖို့များဟာပင်ရှည်မှာအများဆုံးနေထိုင်တတ်လို့ပဲဖြစ်ပါတယ် နံပါတ်3ချက်ကတော့ပေါင်းနဲ့နိုက်ထရိုဂျင်ယူရီးယားကိုထိန်းချုပ်ပါ ဖြုတ်ပိုးများခိုအောင်သောပေါင်းမြန်များဥပမာဝမ်ဘဲစာမြက်ကဲ့သို့သောမြက်များကိုရှက်ရှင်းရှင်းလင်းပါမျောစာထိန်းချုပ်ခြင်းကတော့ပိုးကျနေစဉ်ကာလအတွင်းယူရီးယားပလဲမီဩဇာထပ်မံကြွေးခြင်းကိုလုံးဝရှောင်ရှားပါနိုက်ထရိုဂျင်ဓာတ်များလုံးရင်ဖြုတ်ပိုးတွေကိုပုံမှုဆွဲဆောင်တယ်လို့ဖြစ်စေလို့ပါ အကယ်၍ဖြုတ်ပိုးတွေကြောင့်စပားပင်များအကွက်လိုက်အဝါရောင်တို့မဟုတ် အညိုရောင်ပြောင်းပြီးထုတ်လောင်ခြင်းလက္ခဏာစတင်တွေ့ရှိပါကဆုံးရှုံးမှုကိုလျှော့ချရန်အတွက်ဆက်ရှင်စီပြန်ခြင်းနဲ့ရေထုတ်ရှင်းကိုအမြန်ဆုံးလှုပ်ဆောင်ပါရန်အကြံပြုလိုပါတယ်ရှင်။တောင်သူကြီးများအားလုံးအထွက်တိုးကြပါစေ၊ဈေးကောင်းရကြပါစေလို့ဆုမကောင်းတောင်းအပ်ပါတယ်နော်။